ရန်ကုန်မှာလက်ရှိဆောက်လုပ်နေတဲ့ရန်ကုန်ဒလမြေကူတရာကျိုးသွားပြီဆိုတဲ့သတင်းရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ဂျွန်ဂျွန်ဆိုတဲ့ Facebook အကောင့်ကနေဇွန်3ရက်နေ့မှာရန်ကုန်မြို့ဒလဒရာကျိုးသွားပြီ3ရက်6လ2025လို့သာရေးသားပြီးရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားတာပါ။ရုပ်သံဖိုင်ထဲမှာရေစီးနဲ့အတူမျောလာတဲ့ကုန်တင်သင်းမောတွေကဒရာသတင်းကိုဝင်တိုက်နေတာကိုတွေ့ရပါတယ်။ဒီသင်းမောတွေကဒရာရဲ့လက်ရန်ကိုဝင်တိုက်ပြီးလက်ရန်ကျိုးသွားတာတွေပါဝင်ပါတယ်။ နှစ်မိနစ်ကျော်ကြာတဲ့ဒီရုပ်သံဖိုင်ကိုကြိုက်နေတဲ့သူ3000နဲ့ကြည့်ရှုသူက3000နီးပါးထိရှိနေပြီဖြစ်တယ်လို့ပြန်လည်မျှဝေသူက482ယောက်ထိရှိနေပြီဖြစ်ပါတယ်။ဒါအပြင် post ကိုပြန်လည်ကူးယူဖော်ပြသူတွေလည်းရှိနေပါတယ်။ဒီဥဒံဖိုင်ကို screenshot ရိုက်ယူကပုံရိပ်စင်မြစ်ကိုရှာဖွေတဲ့ Google Image Search မှာရှာဖွေစစ်ဆေးတဲ့အခါရုပ်သံဖိုင်အဟောင်းဖြစ်နေရကိုတွေ့ရပါတယ်။ ABC သတင်းဌာနကနေ H လူမှုကွန်ရက်မှာမာရီကီနာမြို့ရဲ့အားကောင်းတဲ့ရေစီးကြောင့်တင်းမော်ရီနဲ့ဆက်လီရီယာမနီလာမြို့ကသတားသတင်းကိုဝင်ရောက်တိုက်ခိုက်နေရလို့2024ခုနှစ်ဇူလိုင်မှာအခုပြက်နေတဲ့ရုပ်သက်ဖိုင်တွေပဲဖော်ပြထားပါတယ်။မာရီကီနာမြို့ဆိုတာဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကမြို့တော်မနီလာကိုစီးဝင်တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။ တရုတ်တန်ဖိုင်နဲ့ပဲ MSN သတင်းဌာနကနေလေ2024ခုနှစ်ဇူလိုင်လမှာအလားတူသတင်းကောင်းစင်မျိုးနဲ့သတင်းဖော်ပြထားခဲ့တာကိုလည်းတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်ရန်ကုန်တလမြေကူးတရာကျိုးသွားပြီဆိုတဲ့သတင်းရုပ်သံဖိုင်ဟာအရင်ကဖြစ်ခဲ့ဘူးတဲ့အခြားနိုင်ငံကရုပ်သံဖိုင်အဟောင်းကိုပြန်လည်ကူးယူကာလိုဒလိုပုံဖော်ဖန်တီးထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။လက်ရှိဆောက်လုပ်နေဆဲဖြစ်တဲ့ဒီတလမြေကူတရာဟာ NRD ဆိုရလက်ထက်မှာစတင်ခဲ့တဲ့ project တစ်ခုဖြစ်ပြီးကိုဗစ်နဲ့အာဏာသိမ်းကာလတွေမှာခိတရရနာထားခဲ့ရပါတယ်။ အခုချိန်မှာဆောက်လုပ်ရေးလုပ်ငန်းတွေပေးလူနီးပါးဖြစ်နေပြီလို့ BBC မြန်မာပိုင်းရဲ့သတင်းဖော်ပြချက်အရသိရှိရပါတယ်။မီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့တဲ့တွေရှိခဲ့ရင်မီဇီမာကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင်တော့ t.ly/ajfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့အကြောင်းအရာကိုလင်းနဲ့တကွာပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်။လောကောမီဒီယာကိုဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် မြစီမ TV YouTube Channel မှာမမဝေပြခြင်းဖြင့်ကုမ္ပဏီနိုင်ငံအသိပေးထိတ်ခေါ်လိုက်ပါစေ။